တော်လံပြည်သူလူထုအားလုံးတို့နဲ့သူတို့ဤမိသားစုဝင် အားလုံးတို့ဒီရောက်ပါဘုရားတပည့်တော်တို့အားစုတောင်းမြတ်တော်ပို့တာပေးကြကုန်သောပြည်သူလူထုအားလုံးတို့နဲ့သူတို့ဤမိသားစုဝင် အားလုံးတို့ဒီလည်းကျမ်းမာကြပါစေချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းပေါမခင်ဝေးကစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရေလိုအေး၍ပန်လုံးဝင်နိုင်ကြပါစေစိတ်သွားတိုင်းကိုပါ၍ လူရဆန္ဒများပြည်စုံနိုင်ကြပါစေ၊ပြည်ရန်ကင်းကြပါစေ။ဆိုရင်ကြောက်ကြ။ပူပန်သောကဆင်းရဲခြင်းပေါ်မှာခင်ဝေကြပါစေ။တော်လည်းမြည်သူပေါင်းအားလုံးပဲမင်္ဂလာပါအာနာရှင်ကိုတွန်းလှန်နေကြတဲ့တော်လည်းနေကြတဲ့ ဒါပဲဒီဒီ data ဒီဒီမှာရှိကြတဲ့ရဲဘော်ရဲဘက်တွေနဲ့အတူတိုင်းတန်းကြီးကိုမလုံးမပေါင်းနှလုံးစိတ်ဝင် agent ပါစေလို့ဥစွာပြမစုမကောင်းတောင်းပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ကြည်တူးစရာ PD ဖြစ်စရာခွာဖြစ်စရာရုပ်သက်ဖိုင်တွေကိုကြည့်ရှုရမှာဖြစ်ပါတယ်ဥစွာပြမကျွန်တော်လူမှုကွန်ရက်စာမျက်နှာမှာရဲဘော်လျက်စီးဆိုတဲ့ PD ရဲ့တယောက်ရဲ့ Facebook စာမျက်နှာကိုတွေ့တယ် ဒီညီကိုကျွန်တော်စိတ်ဝင်စားပြီးတော့ဝင်ကြည့်တာပေါ့နော်သူ Facebook ပေါက်တယ်ကိုကြည့်တဲ့အခါမှာပြည်သူတွေကိုနေစဉ်နေတိုင်းလူလူစူတောင်းစကားတွေပါထားတာလေတွေ့ရပါတယ်ဘာသာရေးကိုတစ်ဖက်မှာမလွဲမရှောင်တာတနက်ကင်ပြီးတော့အာနာရှင်ကိုတိုက်ခိုက်နေရပဲမဲ့ဘာသာရေးကိုယုံယုံကြည်ကြည်နဲ့အေးအေးချမ်းချမ်းနဲ့ရှေ့တန်းထွက်တဲ့အခါမှာလေပြည်သူတွေကိုလည်းမြတ်တာပို့တယ်ရိတ်ခါတွေ ပြည်သူတွေရဲ့ထောက်ပံ့မှုတွေရရှိတဲ့အခါမှာလည်းအေဂျင့်နဲ့မျက်နှာလေးနဲ့ပြည်သူတွေကိုဆူတောင်းစကားတွေပြန်ဆူတောင်းပေးတယ်ခလေးပါအဲ့တော့ဒီရုပ်သံဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဂျီနူး PT ဖြစ်အောင်ပါအတူတူကြည့်ပါမယ်ခင်ဗျာရဲဘော်လျက်စီးဖြစ်ပါလေအရဟံဘဟိအန္တဆယံသူကတံအာမိတံဝိရဇံလာလိတံအတုလံစရဏံ တိဘောဘသမေရာမကံဒုက္ခတံတရဏံတနာမာမိစိနံအရှင်ဖျားဖျားရပြီတော်တိရှားရှင်ကိုတော်မြတ်ကြီးဤခေါင်းတော်73ပါးတရားတော်ကိုရွတ်ဖတ်ပူတော်ရသောကုသိုလ်ကောင်းမှုကံစေတနာတို့ဤဖို့ပါကားတို့ကြောင့်ဖျားရပြီတော်နဲ့ဖျားရပြီတော်ရေဘော်တို့အားစေတနာမြတ်တာပြေသားကအကူကြီးထောက်ပံ့ဝင်များလှူဒန်းပေးကြကုန်သောဂျေဇုရှင်ထောင်းရှင်ဖ တော်လံပြည်သူလူထုအားလုံးတို့နဲ့သူတို့ဤမိသားစုဝင်အားလုံးတို့ဒီတော့ဗျာဘုရားတပည့်တော်တို့အားဆုတောင်းမေတ္တာပို့တာပေးကြကုန်သောပြည်သူလူထုအားလုံးတို့နဲ့သူတို့ဤမိသားစုဝင် အားလုံးတို့ဒီလည်းကျမ်းမာကြပါစေချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းပေါမခင်ဝေးကစိတ်ချမ်းသာခြင်းကိုယ်ချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရေလိုအေး၍ပန်လုံးဝင်နိုင်ကြပါစေစိတ်တော်တိုင်းကိုပါ၍ လူရဆန္ဒများပြည်စုံနိုင်ကြပါစေ၊ပြည်ရန်ကင်းကြပါစေ၊ဆိုရင်ကြောက်ကြ၊ပူပန်သောကဆင်းရဲခြင်းပေါ်မှကင်းဝေးကြပါစေ။ဖြစ်လျာဘဝဆက်ဆက်တန်တရားဆက်ဆက်တို့တွင်လည်းကောင်းရာပုံရာဘဝများတို့သာရောက်ရှိခံစားဆန္ဒနိုင်ကြပါစေ၊ဇီဝရေလုံငန်းများဆင်းပြေချုံ့ကြ၍အလူရေဆက်လက်နဲ့မကွာလူနဲ့တန်းနိုင်ကြပါစေ။အိုချင်းနာချင်းတေချင်းကင်းသောမျက်နှိပ်ပံတို့ရောက်ရှိနိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များသူတော်စင် သူတို့အမြဲပေါင်းနေဖြစ်နိုင်ကြပါစေဒါရှင်များဖျားအဲ့တော့ကျွန်တော်တို့အသက်အာဖြစ်က20ဝန်းကျင်လူငယ်တယောက်ပါမလွဲမရှောင်သာဘူးလို့နောက်မျိုးဆက်တစ်ခုအတွက်တိုင်းပြည်အတွက်ဒီလူသေစေနိုင်တဲ့လက်လက်ကင်ဆောင်ထားရပါပဲအေဂျင့်နဲ့ညနာလေးကိုတွေ့ရတယ်သူ့ရဲ့ Facebook စာမျက်နှာမှာဆိုလေပြည်သူတွေက ထောက်ပို့တာပဲဖြစ်ဖြစ်မေတ္တာနဲ့ပို့ပို့ပေးတဲ့အစားအစာလေးတွေလက်ဆောင်ပစ္စည်းလေးတွေရရှိတာပဲဖြစ်ဖြစ်နောက်သူတို့တရင်တက်ဖွဲ့ရလုပ်တဲ့ campaign လေးတွေမှာပဲဖြစ်ဖြစ်ဒီလိုအေးအေးချမ်းချမ်းလေးနဲ့အေးလေးစားစားလောက်လေးချီပြီးတော့ပြည်သူတွေကိုမေတ္တာအများအပြားနေတဲ့လူငယ်တယောက်ဖြစ်ပါလေရဲဘော်လက်စီပို့တာတဲ့မေတ္တာကိုမြန်မာနိုင်ငံအနှံ့ပြပြည်တွင်းပြည်ပမှာရှိကြတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ဒေတာတီးတီးမှာရှိကြတယ် နေပြည်တည်တည်မှရှိကြတယ်မတရားမှုကိုတွန်းလှန်နေတဲ့ကျွန်တော်ရဲဘော်ရဲဘက်တွေပြည်သူတွေပို့သားတွေမေတ္တာတွေလည်းပြန်လဲရရှိပါစေခလုတ်မတီစူးမကြီးပါစေလို့ဆုမကောင်းတောင်းပါတယ်အမှန်တမ်းမှကြည့်ရှုရတာပြည်သူဖြစ်เสียကောင်းပြီးတော့အေးချမ်းပါတယ်အဲ့တော့နောက်တစ်ခုကလည်းကျွန်တော်တို့ကျင်းနူးပြည်သူဖြစ်เสียရုပ်သက်ပိုင်းတစ်ခုပါဒီကာလမှာကျွန်တော်တို့ကဂီတာကြိုင်လိုက်ပြီပေါ့နော်ဂီတာကြိုင်ပြီးတချင်းဆိုကြမယ်ဆိုရင်တော့မှ white coat အဲကျွန်တော်တို့အာနာရှင်နဲ့တသားလေးရှိနေတဲ့အမှုပညာရှင်တွေအာဒီဂီတဘတ်မှာဆိုလဲအများကြီးရှိတဲ့အခါမှာဗာတချင်းဆိုတာမသိတော့အောင်ဖြစ်ပါလေဒါပေမဲ့ကျွန်တော်တို့ကအဲကိုဘလိုကိုတီကိုဘလိုကိုဆိုကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုလဲလိပ်ပြလုံစွာနဲ့ပဲဒီလူတချင်းတွေကိုမဆိုဘူးအဲဒီသူတွေလဲဒီကောင်ဒီတချင်းတွေနားမထောင်ဆိုတာယုံကြည်ပါတယ်အဲ့လိုအမောင်ခစ်ကြီးမှာအမောင်ခစ်ရဲ့တော်လန်ဒီဆိုပြီးတော့ မြေပြင်မှာစစ်လဲတိုက်ကြတယ်တရင်တပ်ဖွဲ့တွေအတွက်လည်းရမုံကြီးရှာပေးကြတယ်ရဲဘော်ညီကောင်မောင်မတွေထုတ်ထားတဲ့အမောင်ခိရဲ့တော်လန်ဒီဆိုတဲ့မီနီအေဗယ်လေးရှိပါတယ်တော်တော်စိတ်ချမ်းသာစေကောင်းတာပေါ့နော်အဲ့ထဲမှာပါတဲ့တချင်းတွေကအဲကျွန်တော်တို့ရဲဘော်တွေပျော်ပျော်ပပနဲ့ဇူလာရဲ့ချင်းလေးတွေပါတယ်ကော်ပရာစစ်ကြောင်းကကိုတာဘောကြီးကိုဂုံပြူပြီးတီဆိုထားတာလေတချင်းကလည်းမိုက်တယ်နောက်လူသားတွေဖြစ်တဲ့အတွက်လူသား ဆက်ဆံကျွန်တော်တို့အချစ်တချင်းလေးတွေဆိုတာတော့လေဂျင်းနူး BT ဖြစ်ရတယ်အဲ့တော့ကျွန်တော်တို့ promo လေးတင်လာတာရှိတယ်အနည်းလေးကျွန်တော်တို့တူတူကြည့်ရှုကြမယ်ရလ

မိမိချက်ချက်စားအမေဟင်းညူလေးလေးပါတဲ့အမေစုံနဲ့စစ်လက်တိုက်ကြတယ်အဲကျွန်တော်တို့ဂီတတွေလည်းဖန်တီးကြတယ်တော်လန်ပြည်သူတွေနားထောင်ခြင်းစပွဲနားထောင်ခြင်းစရာဖြစ်တယ်ကျွန်တော်တို့အေဗယ်လီတခုဖြစ်တယ်ဒီချင်းလေးတွေကိုကျွန်တော်တို့အဲအမောင်ခရဲ့တော်လန်ဒီပေမှာအော်ရာတင်ပြီးတော့သွားပြီးတော့နားထောင်လို့ရနေပြီတချင်းလေးရဲဘော်တွေဖန်တီးထားတဲ့ဂီတ music တွေတချင်းတွေလည်းနားထောင်ရမယ်တော်လန်ကြီးအတွက်လည်း ထောက်ပို့ပြီးသားဖြစ်မဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့တော်တော်နှစ်ချိုက်သဘောကျပါတယ်ဒေါ်လန်ပြည်သူတွေလည်းသဘောကျမယ်လို့တင်ပါတယ်တွားရောက်ပြီးဝင်းရံထောက်ပို့အားပေးနှဆက်ပြီးပါအောင်ကဲကျွန်တော်တို့ဆက်လက်ပြီးတော့ဒါကတော့ကျွန်တော်တို့စစ်ရှုံးကောင်စီကဘလောက်ဝါရဖြန့်ဖြဲ့ကျွန်တော်တို့ဒေါ်လန်ရေးမှာမြေပြင်မှာတကယ်စွမ်းဆောင်နေတဲ့နေ့စဉ်နေ့တိုင်းဒေါ်လန်ရေးတောင်းဝင်တွေကိုကြေပွန်စူးစမ်းနေကြတဲ့ကျွန်တော်တို့ ရဲဘော်တွေရဲ့အောင်မြင်မှုရလက်တခုပါဒါတော့လွန်ခဲ့တဲ့ရက်ပိုင်းကမောရောင်မှာကျွန်တော်တို့မောရောင်မြို့ကိုသိမ်းတယ်စကန်ကုန်းတွေသိမ်းတယ်အဲ့ဒီမှာကျွန်တော်တို့လက်နဲ့ချကြတာအယောက်90လောက်ရှိတယ်ပေါ့နော်အဲအယောက်90လုံးကတော့တိုင်ပြီးလက်နဲ့ချတာပေါ့ကျွန်တော်ဒါမြေပြင်မှာခုလဲကျွန်တော်တို့ရှိနေတယ်အဲကျွန်တော်တို့ရဲဘော်တွေနဲ့တသားတည်းနိုင်နာကိုကူပြီးတော့ပါဝင်ပေးနေတဲ့ CDN ဘုံမှု ကိုတင်လင်းအောင်ဇီရကကျွန်တော်သတင်းချက်လက်ကိုတင်ညတေချာမီးတယ်ပေါ့နော်တချို့တကောင်နှစ်ကောင်ဖမ်းမိတယ်ဖမ်းမိတဲ့ကောင်တွေကထပ်ဖို့တဲ့အာမျိုးကြီးလည်းရှိတယ်ဖက်ပြေးတဲ့ဖက်ပြေးတဲ့ကောင်တွေမျိုးထဲမှာခူအောင်နေတဲ့ကောင်တွေကိုလည်းပတ်စိတ်တိုက်ရဲဘော်တွေလိုက်လံနေပြီးရှင်းလင်းနေဖမ်းဆီးထားတာလည်းရှိတယ်ပေါ့နော်အဲ့တော့စုစုပေါင်းအယောက်90ကျော်ပေါ့ဒါလေးကိုကျွန်တော်တို့အတူတူကြည့်ရအောင်ပါ

တင်မယ်တင်မယ်တင်မယ်နော်တင်မယ်တော့ပါအပေါ်တင်မယ်တင်မယ်ပါအဲပြည်စည်ကောင်းသွားလားဆက်ရင်ပြရမယ်ဆရာအပေါ်တင်ပါဒီလေပြည်စည်းကောင်းတော့နေမယ်ဒီမှာဒီမှာညောညောညောဆိုညောဆိုနမကြီးပေါ့ဘဝနာမနေတာရဲစခန်းနာမနေတာလက်သာပြီလားဘလောက်ရလဲဟဲ့ဘဝကရင်မြရပဲပါလားပါနေနေပါလားတွင်းနေနေပါဘူး ဒီကဲဇုံမပါဘူးဒီကဲဇုံမပါဘူးတက်ခိုင်မပါဘူးမပါဘူးတက်ခိုင်ပဲပေါ့ပြီလားဒီရောက်ပါလေမလားရေနေမပလို့ကလားသူ့ဘာမီးနေမကြီးပဲဒီရင်ပဲသူ့ဘယ်လေဒုစီမအော်ပါစီရီလုံရတာဒါဒီရင်ဘုရားဟာတို့ကာဝီ စခန်းမှုပဲရောင်းသွားလိုက်ဆုံးပါပြီတော့ဆုံးပါမြေကြီးသွားပါလားပင်ထိုးလိုက်ပင်ထိုးလိုက်လေဟာဒီကောင်ကလည်းလောကဦးစီးမှုပါလားဟာဦးတို့ကဆိုရတဲ့ဆက်ပါဦးကိုယ်ကဘာလုပ်နေလဲ။ကိုယ်ကဘာလုပ်နေလဲ။ရှင်နေလားရှင်နေလားတရားရော။ဟုတ်ရှင်းပါမယ်။ကာကာမောမောနေကြတော့။အေး bám về rồi mình thấy rồi cái sáu lít này là dài mà giờ cái này ở cái cái con này giờ nó chết là Thank you. ဲ့တော့ကျွန်တော်တို့စစ်မှုထမ်းတပ်သားအစ်အစ်ပေါ့နော်ခေါ်ဆောင်ထားတဲ့လူတော့ဒီထဲမှာနေတယ်အကောင်ကြီးကြီးအမီးရှိရှိကောင်းဒီပါတဲ့သဘောရှိတယ်နောက်ကျွန်တော်တို့အသက်အားဖြင့်ဒီလေတော်တော်ကြီးနေကြပြီပေါ့နော်ဆိုတော့စစ်ရုံးကောင်စီရကောင်တရားတော့ဝါရဖြက်ရင်ဒီလိုကျွန်တော်တို့လက်လက်ချတာပဲဖြစ်ဖြစ်အလင်းဝင်တာပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့တိုက်ပွဲမှာကောင်ဒီမနိုင်တော့လို့လက်လက်တွေထားပြီးထွက်ပြေးတဲ့ကောင်တွေဖမ်းမိကြပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကောင်းကောင်းမွန်မွန်နေကြ ကောင်းကောင်းမွန်မွန်နေကြနဲ့တတိပြေးနေတယ်အဲကောင်းကောင်းမွန်မွန်လည်းထားတယ်ကောင်းကောင်းမွန်မွန်လည်းကျွေးတယ်ပေါ့နော်ဒါကကျွန်တော်အကောင်90ကျော်ဆိုတာဒါအမှန်ဆိုလို့ရှိရင်နည်းသေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစခန်းမှုဆိုတဲ့ကောင်ဒီတော့အဲရာထူးအကြီးပိုင်းနေရအရင်ကြိုထွက်တယ်ဒီကောင်တွေကိုထိုးကျွေးခဲ့တယ်အဲတချို့ရာထူးကြီးတဲ့ကောင်တွေထိုင်းဘက်ထိထိုင်းဘက်ကိုကျွန်တော်တနက်ယူပြီးဖွဲ့ပြေးတယ်လို့လည်းကြားသိရတယ်ပေါ့နော် ဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အောင်မြင်မှုကြီးကြီးမားမားတွေရအောင်စွမ်းဆောင်နေတယ်ကျွန်တော်တို့ညီကိုတွေရေဖို့ရေပတ်တီကျေးဇူးများကြီးတင်ပါတယ်ဒီထက်မှတ်ကလည်းအောင်ပွဲလူတွေရရှိမယ်လို့လည်းယုံကြည်ပါတယ်တော့ဒီကောင်တွေကတော့ပြည်သူကျိန်စာတွေစူးနေတဲ့အကောင်တွေဖြစ်တဲ့အတွက်တိုက်ပွဲတိုင်းကြာရှုံးမှာဖြစ်တယ်အဲ့တော့အသက်မသေးခြင်းအလင်းဝယ်မှာအောင်ကောင်းမှုပုံတွေပြီးအဲကျွန်တော်ပြည်သူနဲ့ရက်တီပါလို့ ထပ်ပြီးတော့တရင်စကားပါပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ပြမယ်ရုပ်သံဖိုင်ကတော့ဒီလိုကျွန်တော်တို့တိုက်ပွဲနဲ့ပတ်သက်တဲ့အဲကျွန်တော်တို့တော်လှန်ရေးကမ်ပိန်းတချင်းနေနဲ့ပတ်သက်တဲ့ရုပ်သံဖိုင်ပုတ်ပါဘူးဒါကတော့လောင်ပေါ့နော်လောင်နေတဲ့အဲကျွန်တော်တစဉ်ဦးလားတစဉ်ထူလားပါလားမသိကျွန်တော်တို့ရှုံးကောင်စီကိုတောက်လျှောက်လုပ်ပြီးလုပ်ပေးနေတဲ့မျိုးသမီးတယောက်ရဲ့ရုပ်သံဖိုင်မှာသူကထိုင်းနိုင်ငံကို အပြစ်တင်နေရပါဘောနော်ဒီထိုင်းနိုင်ငံကြီးကိုအပြစ်တင်နေတယ်ဘာကြောင့်လဲဆိုတော့ဘာကြောင့်ပြစ်တင်လဲဆိုတာနားထောင်ကြည့်ပါဒါပေမဲ့တေချာတာကသူတော်တော်ပေါက်ကွဲပြီးလောင်နေတာဘောနော်နောက်ထပ်တစ်ခုကတော့ကြားဖြတ်တော့မဟုတ်ဘောနော်ဒါပေမဲ့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာလေးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာအဲဒီထိုင်းနိုင်ငံစမှုပကံဟုတ်တယ်စမှုပကံမှာအဲဘာလို့မလဲဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပါ driver ကိုပေါက် ရှိုက်ကူးထားတယ်ပြီးရင်မင်းမကွန်အပါဝင်တခြားသောဒီအကြံဖက် PDF တွေတရုပ်ဆောင်ထားတဲ့ပျုံပျုံလေးဆိုတဲ့စကားကိုယုံတယ်မယ်ဆိုပြီးတော့ကြော်ညာကြတယ်အဲ့တော့သူတို့လူမှုကွန်ရက်သတင်းတွေအရာတော့အဲ့ပျုံပျုံလေးထားအောင်ဆိုတော့ချင်းမိုင်ပါလေချင်းမိုင်ပါမဲဆောင်ပါတော့သူတို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့သူတို့ရဲ့လူမှုကွန်ရက်သတင်းတွေအရာသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီထိုင်းနိုင်ငံ Facebook ပကံမှာ အဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီတောင်တို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်အဲဒါလေးတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလဲကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နော်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အစံဖတ်တပားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာယုံတင်နေရဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတပ်မှန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကိုအတိပေးတာတွေအချောင်းချစာတွေအလုတ်တာတွေလုတ်ကလားပေါ့နော်လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်တော်အဲ့ဒါလေးတွားမိထားတယ် information team မှာအခုချိန်ထိတော့မဖြေသေးဘူး အနိုင်ပါတယ်မှန်နေရအခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်ထိတော့ကျွန်တော်အဖြေမရသေးဘူးကျွန်တော်အဲ့လိုနေနေထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာရိတ်ကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်ကဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတွေကလက်နက်ကိုင်တောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးစေးစေးလွတ်လပ်လပ်သွားလာနေထိုင်ခဲ့ပေးထားတယ်အဲ့လက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးစေးစေးလက်ခံထားရှိထားတယ်ပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ ဘရောနိုင်ငံရဲ့ဒီနိုင်ငံကိုဒေါ်လာပုံကံမဲ့သူတွေအစိုးရကိုဒေါ်လာပုံကံမဲ့သူတွေအကုန်လုံးဘယ်ရောက်လဲဆိုတော့အထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်အောင်သူတို့ထိုင်းနာပိုင်းကလူတချို့ကောင်ပါပါတယ်။အဲကျွန်မအဲ့တုန်းကတော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်းပြီးတော့တောင်ရှိသူတွေကိုပို့ခဲ့မှုလေပေါ့နော်။အဲ့ထိုင်းနိုင်ငံကအဲ့တောင်ရှိရဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရိုက်ပြီးရမြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမိုင်ဒီဘတ်ဘလောက်ဆိုပြီးတော့ တကယ်ရိုက်ပြီးပို့ပေးရဒီ CDM လုပ်တဲ့သူတွေပေါ့နော် CDM လုပ်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကောင်ကတော့တခါတည်းကယ်ရိုက်ပြီးပို့ပေးရချင်းမန်ကိုအားလုံးသာဆုပြီးချင်းမန်ဒီမှာတစင်နောက်ထပ်နိုင်ငံနိုင်ငံတွေတတိယနိုင်ငံတွေကိုသွားပေါ့အဲ့လိုမျိုးလုပ်ပေးရဆိုတော့ထိုင်းနိုင်ငံအဲ့လိုမျိုးအချင်းစာရိုက်တာရှိတယ်ပြီးရင်မြန်မာနိုင်ငံတွေကတောင်းကျသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်းကျသူတွေတင်လက်ခံတာပေါ့အဲ့တောင်းကျသူတွေကိုဆက်ပြီးတော့ရှင်သန်နိုင်အောင်လို့အဲ့တောင်းကျသူတွေရောင်းဝယ်ချတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာ ဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေဟိုကျွန်မမေးချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မကနားလဲလဲမလဲလဲဟိုတည့်ရတူတွေဒီဗီဒီယိုဖိုင်ကိုပျက်ပြပြောဘာသာပြန်ပေးလိုက်ကြဗျာနော်ကျွန်မပြောချင်တယ်အခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းအစိုးရခင်ဗျားတို့ထိုင်းဘရင်တက်မတော်ကိုတော်လန်ပုံကံမဲ့သူတွေကျွန်မတို့မြန်မာနိုင်ငံမှာနင်းပါကျွန်မတို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန်းပေးခိုင်းမယ်ဘာလို့မြန်မာနိုင်ငံထဲမှာနေနေပြီးတော့ရင်မြန်မာထိုင်းအစိုးရကိုပုံကံအဲ့အိမ်မှာပုံကံမဲ့သူတွေမိဒီယာနေကွန်မန်းပေးဒီဟာနေပြီးတော့ကွန်ထရိုးလုပ်ဒီမှာစင်မြန်အစိုးရဖွဲ့ နောက်ဖက်ပြီးတော့ဒီကနေပြီးကွန်မန်းပေးပြီးတော့ထိုင်းအစိုးရကိုပုံကန်ခိုင်းစာတမ်းရေးပြခိုင်းမတော်မနိုင်ငံမှာအေးစိတ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုခေါ်ထားမယ်ခင်ဗျားတို့ရင်ခံပါလားအဲ့စကားကိုကျွန်တော်တို့မေးချင်တယ်နောက်ကျွန်မထိုင်းနိုင်ငံမတော်မရောက်တာတော်တော်ကံကောင်းတယ်ကျွန်မရောက်ရင်အဲ့လိုသွားမေးမှာအဲ့တော့ထိုင်းနိုင်ငံလူတရရောက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်မအဲ့ဒီမေးခွန်းမေးပြမှာသိချပါတယ်နော်အဲကျွန်မလည်းဒီပွဲရိတ်တက်နေရထိုင်းရလူတွေနဲ့ကျွန်မတိတ်မတွေ့ရတိတ်တွေ့ပြီးရင်ကျွန်မမေးမှာသိချတော့မေးမှာ ဘာဖြစ်လို့လဲဆိုတော့အာမင်းငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကံလေးရဲ့သူတွေကိုကြာမင်းတို့နိုင်ငံထဲမှာလက်ခံထားအဲ့ဆိုမင်းတို့နိုင်ငံကိုဒေါ်လာပုံကံမဲ့သူတွေငါတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ်သူကသူကြိုက်တဲ့လောက်သုံးသက်တိုက်မကတော့အထ30တိုက်ကြီးနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးတိုက်မယ်သူကသူမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာတွေမှာလက်ခံထားပြီးတိုက်မယ်သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပြီးထားမယ်ပြီးရင်သူစိတ်ကြမင်းတို့ အဲ့မှာထိုင်းနိုင်ငံကြီးမတိမငြိမ်ဖြစ်အောင်ထိုင်းနိုင်ငံကြီးအချိုင်းပင်းထိုင်းဆိုးရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေပြောနေဘယ်လိုပဲ command ပေးနေပေးနေငါတို့အေးဆေးသူ့ကိုထားရမယ်ဆောင်းဆောက်ပေးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလားထိုင်းနေခင်ဗျားတို့လက်ခံပါလားနော်အဲ့ဒါလေးမေးစင်မေးအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ခင်ဗျားတို့ကိုချင်းစာပါနော်ကျမတို့နိုင်ငံစုနိုင်ငံသားတွေကျမတို့အေးချမ်းချမ်းနေခြင်းပြီးနော်ကျမတို့နိုင်ငံအောင်ဒါမှိုင်းနေကြရက်တွေထအောင်လုပ်မဲ့သူတွေကိုပောက်ပြောစေခြင်းပြီးအဲ့တော့ information တိရမှာလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းမြန်မာတန်ရုံအနေနဲ့လည်း အဲတခုခုပေါ့နော်အတိပေးရပဲဖြစ်ဖြစ်တတိပေးရပဲဖြစ်အကြောင်းကြားစာပေးရပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါကျွန်တော်တို့ကတော့လက်မခံပါဘူးနော်ကျွန်တော်တို့ကလက်မခံပါဘူးအင်းကြီးချင်းနိုင်ငံဖြစ်ပြီးတော့အင်းကြီးချင်းကောင်းမပီတာတဲ့ထိုင်းနိုင်ငံရဲ့လောက်ရတဲ့ကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်တော်ဆိုင်းမုံကံပြောကိုဆန်းနာပြခြင်းတည်းရနော်ကိုယ့်ကိုယ်ဒါအများကြီးမလုံနိုင်သေးလို့ကျွန်တော်ကလုံဆရာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံဆရာအများကြီးရှိနေတယ်လို့ဖြစ်နိုင်တယ်ကိုယ်တော့ဆန်းနာပြခြင်းလားကျွန်မရဲ့စိတ်ရင်းပါဒါကတော့ထိုင်းနိုင်ငံရဲ့မကောင်းတဲ့အကျင့်စရိုက်တွေအကြောင်းညွှန်ပြပေးတာဖြစ်ပါတယ်အဲ့တော့ तू က ဆန္ဒတော်ပြခြင်းတွေ့တာဆိုပဲထိုင်းနိုင်ငံတနိုင်ငံတည်းကိုဆန္ဒပြလို့မရအောင်တကယ်လို့ဆန္ဒပြမယ်ဒီလိုဖေကုန်းနေထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လေးအင်အားစုကကဘာတဝမ်းမှာရှိကြတာဘူးเนาะဟလာအမေရိကန်ကိုလည်းမေးမှရမယ်เนาะကျွန်တော်တို့ UK တို့ UK ကိုအင်္ဂလန်တို့နောက်ဂျပန်တို့ကိုရီးယားတို့အစရှိတဲ့နိုင်ငံတွေပါမေကုန်းထုတ်ရမယ်လို့ဒီကနေပြီးတော့အကြံပြုချင်ပါတယ် ါသူတို့တော်တော်လောင်မြိုက်နေတာပေါ့နော်ကျွန်တော်တို့ဒေါ်လန်ရေညီကိုမောင်မားတွေကကဘာတဝိုင်းမှာရှိတယ်နောက်မစည်းလုံးတာယူတော့ရှိတာပေါ့နော်သို့ပေမဲ့ကျွန်တော်တို့တော်တော်များများတော့စည်းလုံးကြတယ်ကိုယ့်လုပ်ကိုယ်လုပ်ပြီးတော့မတူတာတွေညှိပြီးတော့ခြိတက်နေကြတာပါပဲပဲအဲကျွန်တော်တို့ဆိုလေထိုင်းနိုင်ငံအနှံ့ပြားမှာလွန်ခဲ့တဲ့နှစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လန်ရေမှုဝင်ပွဲတွေအများကြီးကခဲ့တယ်နောက်အခုအဲကိုကြီးပေါ့ရဲ့ပြပြလေးရုပ်ရှင်ရလဲကဘာတဝိုင်းမှာပြနေတယ်လို့ ွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့မဲဆောက်မှာပြတယ်ကြိတ်ကြိတ်တူအောင်မြင်တယ်ပေါ့နော်ချင်းမာရဲ့အစရှိတဲ့ထိုင်းနိုင်ငံမှာလက်လေပတ်ပြဖို့အဲစီစဉ်လာတာလေးရှိမှာပေါ့နော်ရှိမှာပေါ့သူသူပြောတဲ့တည်င်းစကားအရာဆိုလို့ရှိရင်အဲ့တော့ဘယ်နေရာမှာပြပြပြကဘာတော်မှာပြလို့ရှိရင်အောင်မြင်မှုတွေကရရှိအောင်ပါပဲသူတို့ရှေ့မှာကျွန်တော်တို့ဒီအဘောတဲ့ရုပ်ရှင်ကားပေါ့နော်ဘောဝင်းရဲ့ ရုပ်ရုပ်ရှင်ကားကိုကျွန်တော်တို့ထိုင်းနိုင်ငံမှာပြတဲ့အခါမှာပြည်သူတွေဝိုင်းပြီးတော့ boycott လုပ်တယ်လူတယောက်မှမရှိဘူးလို့ကိုကြားတဲ့အခါကျတော့သူတို့ပူလောင်မယ်ဆိုလဲပူလောင်စရာပါပဲဒါကတော့ပြည်သူတွေကတော့ဒီရုပ်တွေကိုကြည့်ကြပါဖို့ဒါပေမဲ့သူတို့ပူလောင်တာကိုကြည့်ပြီးတော့ခွန်အားဖြစ်ပါလိမ့်မယ်သူတို့ရဲ့အခြေအနေကဒါမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးကြည့်ရမယ့်ရုပ်သံဖိုင်လေးကတော့မပြောတော့ဘူးအရင်ကြည့်ကြည့် ွေခိုင်ပါစေကဲအဲ့တော့ဒါတော့အဲ့ဒီအချိန်ကာလကိုပြန်လွှမ်းဝမယ်လို့ထင်ပါတယ်ကျွန်တော်လည်းကြည့်ပြီးတော့ခွန်အားရပါတယ်ကျွန်တော်တို့ကြွကြတန်ဒီပြောခဲ့တယ်မင်းတို့ပြောလို့မဲခိုးတယ်ဆိုတည်သူတွေကိုထွက်ကြည့်ပါအောင်ဆိုသလိုပါပဲကျွန်တော်တို့တောင်ပြူကမ်းပြူ NDU အားပေးကြတယ်တနိုင်ငံလုံးမှာရှိတဲ့တန်ပေါင်းများစွာသောလူတွေအားပေးကြတယ်မိမိ ဆန္ဒမဲကိုစစ်စစ်မှန်မှန်ပေးခဲ့တယ်။အဲဒီကာလမှာနောက်ဖက်နဲ့ရှောက်တန်ဆိုတဲ့ခြင်းနဲ့ကျွန်တော်တို့အားလုံးအပျော်ပျော်ပပနဲ့တသားလေးရှိခဲ့တဲ့အချိန်ကာလကိုပြန်လွမ်းစေခြင်းလို့ပါ။နောက်ဒါလေးကြည့်ပြီးတော့ပြန်ဗီတီဖြစ်စေခြင်းလို့ပါ။အချိန်ပြေးကြတဲ့ရေဘော်ရေဘက်တော်လန်ပြည်သူတွေကျေးဇူးများကြီးတင်ပါတယ်။ဒီနေ့တော့ကျွန်တော်တို့ရုပ်သံဖိုင်တွေကြည့်ပြီးတော့ကျွန်တော်ရှိမှပြောခဲ့တယ်လို့ပီတီဖြစ်မယ်။ ခွားတွေရရှိမယ်စိတ်ချမ်းသာမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဒီနေ့စဉ်မပြတ်ဒေါ်လာကြီးကိုအာယုံစိုက်ပြီးတော့နိုင်ငံတော်ဝန်တွေပူပြီးထမ်းဆောင်ကြအောင်ပါနောက်ရုပ်နောက်စီစဉ်နေနောက်နောက်နေ့တွေမှာဒေါ်လာနေ့တစ်တွေမှာပြတ်လဲဆုံးထိပ်ပါမယ်ခင်ဗျာကျမကြီးထူးခိစိုက်ပါကျွန်တော်တို့အနေတန်းပြည်သူကိုပေးထားတဲ့သစ္စာစကားအတိုင်းနေနေပါတယ်ကျွန်တော်တို့အောင်ပွဲကြီးရရှိတဲ့နေ့အထိပြည်သူနဲ့အတူရှိနေပါမယ်ခင်ဗျာယေရှုအားကြီးတင်ပါတယ်